ါလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားပွားရမှာပဲအရာခတ်သိမ်းဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘေးအရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုရင်စဉ်းစားဉာဏ်ကလေးတစ်ခုဖြစ်အောင်ကြိုးစားလိုက်ပါဆိုတာဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ခိုင်းတာဆိုလို့တနေ့တစ်ခါတော့တတိယကိုပိုင်တဲ့ပစ္စည်းတွေကိုကြည့် ထားခဲ့ရဒီနေ့ကျွန်တော်မလုပ်ထားခဲ့ပစ္စည်းတွေပိုင်ဆိုင်တာတွေကြည့်ပြီးနှလုံးသွင်းငါတို့ကိုယ်တိုင်ကလည်းစောင့်ပစ္စည်းကလည်းငါတို့ကိုစောင့်ငါတို့ကတော့ပစ္စည်းကိုစောင့်ဘဝဆိုတာဘယ်ရမှမတည်မြဲပါလားမန္လေးမြို့ကြီးတည်ပြီးတော့နန်းတော်ကြီးဆောက်ပြီးနေသွားတယ်မင်းတို့မင်းကြီးပဲရှောင်းရှိဘူးအဲ့ဒါလိုပဲ ဘဝဆိုတာမမြဲဘူးဆိုတဲ့အနိစ္စတင်ညာကိုဆင်ញင်တို့တရားနဲ့မကြမကြဆင်ញင်သုံးသက်ပေးခြင်းအပြင်ဝိပဿနာကုသိုလ်ဖြစ်ပါလေအဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်သည်ကုသိုလ်တွေမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးပဲဒါဖြင့်သောရကတဲ့မှာဆိုရင်လူတွေကအဲ့ဒါတွေတွေးရင်ဆင်ញင်တယ်နော် အကုန်လုံးထားခဲ့ရမှာဒါတွေတွေ့ဆင်ញင်တယ်လို့ထင်ကောင်းတယ်လေဘာလို့အသိဉာဏ်နဲ့ဆင်ញင်သုံးသပ်ကြည့်တယ်အမှန်အကန်ကိုဆင်ញင်သုံးသပ်ကြည့်ရမယ်ကြည့်လိုက်ဘလို့အကျိုးရတော့ဆိုတွေ့တာမှုတွေယော့သွားတယ်ဒါမှမဲတွေ့တာမှုတွေယော့သွားတယ် ကိုယ့်ကိုထာဝရဖြစ်နေတဲ့အတွေ့အာရော့သွားတယ်။အော်ငါတို့ကတခဏပါလား။တခဏဆိုတော့အကျိုးရှိတာလောကမှာပါလားဆိုတာဒီအသည့်လေးဝင်လာ။အဲ့ဒီအသည့်ကတန်မိုးရှိတာပြောတာနော်။တွေ့တာမှုတွေကိုရှင်းချနိုင်တယ်။အသည့်နဲ့မှတွေ့တာမှုကိုရှင်းချ။တွေ့တာမှုရှင်းချနိုင်မှရှင်နေကတော့ကဆိုတာရှင်းချလို့ရတယ်။စဉ်းစားကြည့်လေ။ကိုယ်နဲ့မပိုင်တဲ့ပစ္စည်းတွေလည်းဘယ်သူမှတော့ကမဖြစ်ဘူး။ ကိုမသိတဲ့လူတယောက်အတွက်လည်းဘယ်တော့မှတော့ကံဖြစ်ဘူး။တော့ကံဖြစ်တာကိုနဲ့ခင်မင်းရင်းနှီးမှုကိုအကြောင်းပြုတယ်။ကိုပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ်။အဲဒီစိတ်ပူမှုတွေကိုမခံစားချင်ဘူးဆိုလို့ရှိရင်တွေ့တာမှုတွေဖြောင်းလိုက်ပါ။ကြိုးစားပြီးတော့ဘာနဲ့ဖြောင်းမမြဲဘူးဆိုတဲ့သဘာဝတရားကိုဆင်ញင်သုံးသပ်ပြီးတော့ရှင်းချပြီးဖြောင်းပါ ဒီနေ့ဒီဆေးရလွယ်လို့တခြားနေ့မရှိဘူးမြတ်စွာဘုရားဟောတာเนาะအေးဒါကြောင့်မို့ဘဝရရှိလာတဲ့အခါမှာပစ္စည်းဥစ္စာနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာဥစ္စာရှာဝေခြင်းအသုံးပြုခြင်းဆိုတဲ့နေရာမှာရှာဝေတဲ့အခါမှာလည်းတရားမြတ်တမှုနဲ့ရှာဝေရအသုံးပြုတဲ့အခါမှာလည်းတန်ဖိုးရှိတဲ့အသုံးပြုလို့အသုံးပြုအောင်မှာဖြစ်တယ် အဲ့ဒီကနေတဆင့်တက်ပြီးတော့အကောင်းဆုံးကုသိုလ်ဆိုတဲ့ဝိပဿနာကုသိုလ်ကိုလည်းထုတ်တယ်လို့လောက်အောင်မှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီမှတ်သားနိုင်ထားကြပါဘူး။တရားချက်ခင်သူတော်စင်ပြိတ္တာအပေါင်းတို့မြတ်စွာဘုရားဟောကြားတဲ့ဒေသနာတော်ထဲမှာပစ္စည်းဥစ္စာရှာဖွေခြင်းနဲ့သုံးဆွဲခြင်းကိုစနစ်တကျလမ်းညွှန်ပြတဲ့အတိုင်းတို့တွေပစ္စည်းဥစ္စာကိုရှာဖွေကြမယ်အသုံးပြုကြမယ် ောက်ဆုံးရလာတဲ့ဘဝလေးမှာမကန်တဲ့အသိဉာဏ်တွေရအောင်ကျूစာအထောက်ကြမယ်လို့ကိုယ်စီကိုယ်စီနှလုံးသွင်းပြီးမမေ့မလျော့သောတတိကြီးမားသောလုံးရဝီရိယဖြင့်ကျूစာအထောက်နိုင်ကြပါစေကုန်တည်း